ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Smarter KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံလို့ရေးသားထားတဲ့ Promise နဲ့ဝစ်ကျေးဆက်သူအပိုက်80ကိုတင်ဆက်ပေးကြပါမယ်။အစီအစဉ်လေးစတင်ခင်မှာ Smarter Channel လေးကို Like and Subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗီနာလိုဒီဘယ်လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်။ကျွန်မတော့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေ။မမဝင်းဘယ်တော့မှလို့လဲဗျ။ တော်ဝင်းနဲ့တကြီးဥနောင်စုတို့ရွာလမ်းမမှာတွေ့ကြပါရယ်ဟောတကြီးတို့ပါလားဘဲမမသွားပါဘူးတော်မနေ့ဖန်မုန်းစီကြော်လေးအမေတို့ကြော်ကျွေးကျင်တာနဲ့ကောင်းချင်းဆန်လေးသွားတောင်းလာတာကောင်းပါဗျာဒါနဲ့အိမ်မှာဖွားရှိရမလားရှိပါတော့ဗါလေတကြီးတို့ကကြောက်အိမ်စီကိုသွားမလို့လားဟုတ်ပါဗျာဒီမှာလေကြောက်ဧည့်တွေကဖွားနဲ့တွေ့ကျင်နေဆိုလို့အဲ့ဒါလိုက်ပို့ပေးရပါဟေးတော့ဆိုရင်အမေတို့ခီးထွားအောင်မဲတဲ့ကြောက်မုန်းစီကြော်မဲကိစ္စတော့နောက်ရက်ကိုရွှေ့ရပြန်အောင်မဲတော်ဝင်းပြောတော့တကြီးဥနောင်ဆိုက ခိမတော့ပါဘူးဗျာအဲ့အတွက်တော့စိတ်မပူပါနဲ့ကျုပ်ဧည့်တယောက်ဖွားနေတွေ့ဘူးစင်နေဆိုလို့လာပြီးတော့တွေ့ရုံနဲ့မမမဝင်ရဲ့ဩတော်ပါသေးရဲ့တော်ပြောကတော်ဘင်းရရှိပါရယ်အဲ့ကိုရောက်လာကြတဲ့ခါမှာတော့အမေဟောရိမာတကြီးနဲ့အတူတူဧည့်တယ်လဲပါလာတယ်တော်ဟုတ်လားတပြည့်နဲ့ဝင်လာကြလေဖွားမယ်စင်ကကုပြက်ခင်ပေါ်မှာထိုင်နေပါရယ်ထိုင်နေဆိုပေမဲ့လည်းလက်မတော့ပရိကိုင်မျိုးစိတ်နေကြမှာတကြီးဦးနောက်ဆုံးနဲ့အတူပါလာတဲ့ဧည့်တယ်တို့ကကုပြက်ခင်မှာဝင်ထိုင်ကြပါရယ် တော်ဝင်းကတော့ကောင်းငင်းဆန်ထောင်းထားတဲ့ဘန်ကိုမိဖို့ရဲကိုအရင်သတ်ထားပါရယ်ပြီးရဲ့အခါမှာအကျန်းရီဦးကိုရှင်ွေးထပ်ဖြည့်ပြီးတော့ပြန်ရောက်လာခဲ့ပါရယ်ဖွာဒါကကျုပ်ရဲ့အေးတဲ့တဲเจ้าရွာတကြီးပြသူ့ရဲ့နာမည်ကတော့ဥပတူရဲ့ဩအေးကွယ်တွေ့ရတာဝမ်းသာပါရယ်ဖွာစီကိုလာတာဆိုတော့ဘာကြောက်ကိစ္စမျိုးရှိနေလို့လဲကွယ်နေရဲ့အခါမှာတော့တဲเจ้าရွာတကြီးဥပတူကအကြောင်းကိစ္စရဲ့လူတော့မရှိပါဘူးခင်ဗျာ။ကျောင်းနဲ့တကြီးဥနောက်ချူရာမြို့မှာဆက်လို့စကားဆက်မိရာနေဖွားရဲ့အကြောင်းလေးကိုသိခဲ့ရပါဗျ။ ဖွာကြောင်ကြတော့တွေ့ကျင်တဲ့စိတ်တရားတဖွာဖွာပေါ်လာခဲ့တာမို့လို့ကျုပ်လည်းရွာမပြန်သေးပဲနဲ့ဒီရွာလိုက်လာခဲ့တာပါ။အော်အေးပါကွေ။ဖွာမြင်တော့လေကျုပ်တို့ရဲ့အမေညိုတော်မှသတိရမိပါသေးတယ်ဗျာ။အမေညိုဆိုတာဘာသူများလဲ။မောင်ရဲ့အမေလားကွေ။မဟုတ်ပါဘူးဗျာ။အမေညိုဆိုတာကျုပ်နဲ့ဟာဆွေမျိုးနီးစပ်တော်တဲ့သူပါ။ကျုပ်တို့တဲချောင်းတရွာလုံးဝကြီးဆက်သွားတဲ့သူပေါ့ဗျာ။ဝကြီးဆက်သွားတဲ့သူဟုတ်လား။မောင်ရဲ့စကားထူးဆန်းလှပါလားကွေ။ အမေညိုအကြောက်ဖွားကိုပြောပြရင်တော့အကြောက်စုံတိမှာပါခင်ဗျာတားလည်းဖွားတိကျင်မှာပါအေးစိတ်တော်ဝင်စားမိတာကွဲ့ကဲပါမောင်ရင်ပြောပြမယ်ဆိုရင်တော့နားထောင်ကျင်တာပေါ့ကွဲ့ဟုတ်ကဲ့ဖွားတော့နားထောင်မယ်ဆိုရင်တော့ကျုပ်ကပြောအပ်ရှိတာပေါ့ဗျာဒီလိုနဲ့တကြည်ဥပဒူကဖွားမယ်စင်ကိုပြောပြပါရယ်ပြီးရင်တော့အမေညိုဆရဲသူရဲ့အကြောင်းနဲ့တဲเจ้าရွာရဲ့အကြောင်းကိုဆက်ပြီးတော့ပြောပြပါရယ်ရွာရဲ့နာမည်ကတော့တဲเจ้าရွာလို့ခေါ်တာပါတဲเจ้าရွာလေးကရွာရဲ့နဘေးမှာစီစဉ်နေပြီးတော့ ရာခင်းနေနဲ့စိတ်စိတ်ဆူဆူဖြစ်နေပြီးတာယာလာတဲ့ရွာကလေးတစ်ခုပါ။ရွာရဲ့အနောက်ဘက်မှာတော့ဖျားနေလို့ခေါ်တဲ့ဖျားပြက်ကြီးကလည်းခြုံနဲ့ပိတ်ပေါင်းများစွာနဲ့ထုထက်ပြီးတော့တည်ရှိပါရယ်။ဒီလိုမျိုးအေးချမ်းတာယာလာတဲ့ရွာလေးမှာတော့အမလေးကဲကြပါဦးကျောက်တာအပူရီကြီးပြီးခေါ်လို့မရတော့ဘူးတော့။ဆို၍အော်ဟစ်ပြီးတော့ငိုတဲ့နဲ့အတန်ကတော့ညတကောင်အချိန်မှပေါ်ထွက်လာခဲ့ပါရယ်။ထိုနီတူစားပဲ။အမေကျမသားလေးကိုကဲပါဦးတော့။ ဆိုရဲအော်တန်ကတူညီစွာထမပေါ်ထွက်လာတဲ့အခါမှာရာသူရသားတို့ကလမ်းပြီးနိုးလာခဲ့ကြပါရဲ့ရာသူရသားတို့နိုးလာကြတဲ့အချိန်မှာငိုယိုတန်တွေနဲ့စီးဆရာကြီးအိမ်ကိုအပြေးလွာသွားတဲ့အတန်တွေကိုပါကြားလိုက်ရပါရဲ့ဒီလိုနဲ့ရွာကိုလှန်လိုက်တဲ့လို့ကြောင့်တဲချရွာတကြီးဥပတူကလည်းစေးစရာကြီးဥဖို့ထုရဲ့အေးစီကိုလူအုံနဲ့ရောက်လာပါတော့ရေ။ဘာဖြစ်ကြလဲဟိ။ဘယ်အရာဘသူပါဖြစ်တာလဲ။မိတဲ့အခါမှာတော့ရွာသားတအူးကတကြီးခလေးနှစ်ယောက်ဖြားပြီးခေါမရဖြစ်နေလို့ဗျ။ဟိ။ဘသူခလေးလဲကွာ မပုတဲသားနဲ့မတင်လာသားတကြီးဟာဒီကလေးကတရွယ်တယ်လည်းဖြစ်တယ်ကစားပွားတွေလည်းဖြစ်နေကြတာမလားဘလို့များဖြစ်ကြရလဲကွာမသိဘူးတကြီးရဲ့အခုတော့ဆေးဆရာကြီးကြည့်ပေးနေတယ်ကလေးတွေကြီးကတခုခုလန့်နေကြတဲ့ပုံပဲဗျရွာသားရဲ့စကားကိုဘေးကလည်းထောက်ခံကြပါရဲ့တကြီးဥပါတူကလည်းသူ့ရဲ့မုန်းစိမ်မွေးတွေကိုလက်နဲ့တက်ကစဉ်းစားနေပုံရှားပါရဲ့စဉ်းစားပြီးမှတခုခုတော့တခုခုပဲကွာအဲ့တခုခုကိုစဉ်းစားရရင်စုကတကြီးဥပါတင်ကဆက်ကမပြောဘဲရထားပါရဲ့ ရှာသားတွေကလည်းတကြီးဥပဒေပြောမဲ့စကားကိုသိကျင်နေကြတာပါတူတော်လေတကြီးဥပဒေကပညာရှိဂိုင်ကြီးဖန်ကစဉ်းစားကန်းဝင်နေအောင်စိတ်မရှိရဲရွာသားတယောက်ကတကြီးတကြီးပြောချင်တာဒီကလေးညောင်တာမန်ချားနာတာမဟုတ်ဘဲနဲ့ပယောကတခုခုကြောင့်လို့ပြောချင်တာမဟုတ်လားဗျပြောရဲခါမှာတကြီးဥပဒေကမချင်မနှက်ဟန်နဲ့နေပါဦးကွာအချိန်ကြီးကြည့်ပြစေပြောရဲခါမှာအဲ့ရွာသားပဲဒီချိန်ဒီလိုထဖြစ်တာတော့မရောဘူးဗျကြည့်ရတာကျတော့အမေညိုလက်ချက်ပဲလို့ထင်နေဗျပြောရဲခါမှာတော့ဟဲ့ကွာဝတ်တူ စကားဆိုစဉ်းစားမျိုးကပြောရတယ်ကွစိတ်ထင်တိုင်းပြောနေမှားကုန်တော့မှာပေါ့တကြီးဥပတူငေါလိုက်တဲ့ခါမှာတော့ဝတ်တိုးစရိရွာသားကမကြည်မနက်တဲ့ဟန်နဲ့ပါဇက်ကိုပွားစီပွားစီလှုပ်ပြီးခတ်တုတ်တုတ်ပြောပါရယ်တို့စမပဲစေးစာကြီးကတကြီးစီကိုရှာလာပြီးအော်တကြီးလည်းရောက်နေပြီပဲဗျဘာထူးတလဲဗျကလေးတွေဖြားတာတာမှန်ပဲလားအဲ့ဒါလိုတော့ထရပြီမယ်မဟုတ်ဘူးဗျကလေးတွေကြာတခုခုလန့်နေရပုံပဲဟင်ဟုတ်လားစီးစရာကြီးစကားကြောင့်တကြီးဥပဒူရမကနဘေးမှာရှိရွာသူရွာသားတွေပါအံ့ဩကြပါရဲ့ ဟုတ်တယ်တကြီးရေတကြီးကိုယ်တိုင်ဝင်ကြည့်လိုက်ပါအဲ့ဒါမှကြုတ်ပြောတာဟုတ်မဟုတ်သိရမှာစေးစရာကြီးကပြောတော့တကြီးဥပတူကခေါင်းငိတ်လိုက်ပါရေးပြီးရနော်စေးစရာကြီးအိမ်ထဲဝင်ကကြည့်တော့ကလေးနှစ်ယောက်ကကျမ်းပေါ်မှာပလတ်နေထားရရှိနေပြီးကလေးတွေရဲ့မိဘတွေကလည်းနှစ်ပေမှာတောကကူစီနေပါတကြီးဝင်လာတော့မြင်တော့သူတို့ရဲ့မျက်လုံးတွေကတကြီးကိုအာကိုတကြီးနဲ့လှမ်းပြီးတော့ကြည်ကြပါရေးအာနားရဲနားရဲမရိုက်ပါနဲ့ကြောက်ပါကြီးဗျနားရဲအမေနားရဲ ။ကလေးတွေကသတိပြန်ရလာတဲ့အခါမှာကြောက်အားလက်အားနဲ့အော်ဟစ်ပြီးတော့ငိုရိုကြပါတော့။ကလေးတွေကိုကြည်နေနေမိဘတွေကလည်းချစ်မကိုင်ပြီးလက်မကိုင်ပြီးနဲ့ဘလို့မျိုးလှုပ်ပေးရမယ်မသိပဲကုကေရမဲတဲ့သူတွေအလားမျက်ရည်တွေနဲ့ပြားများနေကြရှာပါရယ်တကြည်ဥပါတူကလည်းတပြင်းကြီးသာချပြီးကျွတ်တို့ဒီကလေးတွေဘလို့လှုပ်ပေးရမလဲဗျာဘလို့လှုပ်ပေးမှသူတို့တက်တာမှလဲစေးဆရာကြီးမိတဲ့ခါမှာတော့စေးဆရာကြီးကလည်းတပြင်းကြီးချကထိုးစားအတိုင်းပဲပေါ့ဗျာအမေညို့စီကိုပဲသွားအောင်ပေါ့ဟာဗျာဒီကိစ္စတွေကမပြီးတော့ဘူးလား တကြီးကအလုံးမကြစာနဲ့ပြောပါရယ်အမေညိုဆိုတာကစမ်းသားရွာရဲ့အပေကံလို့ဖြစ်နေတဲ့သူပါအမေညိုကိုစုံမကဝေမလို့စမ်းသားတရွာလောက်ကတမုတ်ကြပါရယ်အမေညိုကလည်းသူတို့ထင်ထင်ကျင်စရာပါအရက်ကရှိရှိအသားရေက၆ကက်ကက်မဲပြပြမျက်နာလေးအမြဲတမ်းလူလူရုပ်တည်ကြည့်နေအနေတက်တဲ့သူပါ ဒါရင်မကသေးပါဘူးအမေညိုကစပင်တွေကတကားလားဖြူကားဖွေးလို့နေပြီးဒီလိုမျိုးအသင်ရှိတဲ့အမေညိုကတားနေအောင်ရှိပေမဲ့လေအရက်သမားဘိန်းစားတွေဖြစ်တဲ့အတွက်လောကကြီးကစောစီးစွာနဲ့ထွက်ခွာသွားကုန်ကြပါပြီအမေညိုတယောက်သာကြံရှိပြီးတော့ရွာထဲမှာတက်ကယ်မှုထရန်ကအိမ်အိုလေးမှာနေထိုင်ပါရယ်မရှိခုနမလဆုံရိုးဆိုတဲ့အတိုင်းပဲတရွာလုံးကအမေညိုကိုအခေါ်ပြောဆက်ဆံမလုပ်ကြပါဘူးရွာမှာအသက်ကြီးတဲ့သူဖြစ်ပေမဲ့လေအမေညိုဆိုရင်တော့ဝေးဝေးရရှာငါနေကြပါရယ် ို့အမေပြောဘူးရဲအမေညွာဆုံးမရဲအေးတို့ယောက်ျားဆိုအရန်ဆိုးတာရဲနော်အဲ့ဒီတို့ယောက်ျားသူကိုယ်တိုင်မตายသွေးရန်သေးပါစေလို့ကြေးစေလိုက်တာတကယ်လဲတို့ယောက်ျားသွေးအံပြီးသေသွားတာဆိုပဲဟေးဟုတ်လားဟုတ်တယ်ဟုတ်တယ်ငါအမေလည်းပြောဘူးရဲအမေညွာဆုံးမရိုးရိုးဆုံးမဘူးရဲနော်စနက်ကျိုးပိုင်နဲ့စနက်ကျိုးကဝေးတဲ့အမေလေးကြောက်စရာကြီးပါလားဟုတ်တယ်အဲ့လိုမျိုးဆုံးမျိုးကလေလူရဲ့အသွေးသားတွေကိုစားတတ်တာတဲ့ အဲ့လိုသာဆိုရင်တော့ဒီဖိုင်းနဲ့ခဝဲဝဲနေမှာဖြစ်မှာအေးမဟုတ်ဒိုးတွေတခုခုလုံးလိုက်မှာဖြစ်အေးဆိုရဲအမျိုးသမီးတွေရဲ့စကားတွေကြောင့်အမေညိုအပေါ်မှာတရားလုံးကပို့ပြီးတော့ကြောက်လာကြတာပါကြောက်လာတဲ့အပြင်အမေညိုကိုအခေါ်ပြောဆက်ဆံတာမလုပ်ကြတော့ပါဘူးတူပေမဲ့အမေညိုနဲ့ရာသီဥပဒေတို့ကစိတ်ပျော်နေစက်တော်တရားမလို့အမေညိုအပေါ်မှာတော့အမားမလို့ရဲကြပါဘူးအမေညိုကိုယ်တိုင်ကလည်းမနာရှိပါရဲအခေါ်ပြောမလို့တဲ့သူတွေကိုသူကိုယ်တိုင်ကအဖက်မလုပ်ခဲ့ပါဘူး ါကြောင့်လေရွာသူအမျိုးသမီးတို့ပြောတဲ့တဲ့င်းစကားကိုအမှန်လို့အားလုံးကလက်ခံထားကြတာပါ။ရွာမှာနာမကျန်းဖြစ်တဲ့သူရှင်အမေညိုရဲ့ခြံဝိုင်အပြင်မှာခေါ်စာများပြစ်ပြီးသားပါ။အဲ့လိုမျိုးလူကြီးတွေကခလေးပေါက်စနာအစုံတယိုတီတအီအီဖြစ်တာနဲ့အမေညိုရဲ့အိမ်ရှိကိုပြေးလာကခေါ်စာပြစ်ကြသည်မှာရွာရဲ့ထုံစံလုပ်ပြီးဖြစ်နေပါပြီ။အခုတော့ခလေးနှစ်ယောက်ရဲ့အဖြစ်ကိုလေအမေညိုရဲ့လက်ချက်လို့ထင်ကအချိန်မရှိဘူးဟေ့ခေါ်စာသွားပြစ်ကြ။ပြောကအမေညိုရဲ့အိမ်ရှိကိုခေါ်စာသွားပြစ်ကြပါရဲ့။ သို့တော်လေကလေးတွေကမသက်သာပဲနဲ့တငုံကိုတည်ရည်ဖြစ်နေကြပြန်တော့အမေရိကန်ကိုအဖေရိကထော်သားထော်ဖြစ်နေကြရတာပါဒီဖွားရသွားတတ်မယ်ဒါမှငါတို့ကလေးတွေတတ်တာမှာအိုးမလုံးကြပါနဲ့ရှင်တော်တော်အဲ့လိုလုပ်တော့ပိုဆိုးကုန်မှာပေါ့ဟုတ်ပါတယ်ကွာစိတ်လေးရှော့ကြပါဒေါသထွန်းရဲ့ယောက်ျားသားတွေကိုဝိုင်းဝန်းတားဆီးကြကြပါရယ်။တကြီးဥပဒူကတော့စဉ်းစားရအတော်လေးကိုခံနေရပါ။ပြီးရဲ့ခါမှာ မင်းတို့အသာနေကြစမ်းဟုတ်တလားမဟုတ်တလားငါကိုယ်တိုင်အမေညိုစီကိုသွားမေးကြည့်မယ်ဒီလိုဆိုရမင်းတို့ကျင်းတတ်လားရပါတယ်ဗျာတကြီးကိုယ်တိုင်သွားမေးမယ်ဆိုရင်တော့ကျုပ်တို့ဘာမှမလုပ်ပါဘူးဒါပေမဲ့အဲ့ဒီဘွားတော်ကြီးလက်ချက်ဆိုတာတည်ဆိုင်တော့ကျုပ်ကိုယ်တိုင်လာတတ်မှာနော်အေးပါကွာအေးပါတကြီးဥပတူကလည်းကြဲရများနေဆုံးအမေညိုရဲ့အိမ်စီကိုလာခဲ့ပါတယ်ရွာသားတွေနဲ့အမေညိုကိုပြဿနာတမှာဆိုရကြောင်းသာတကြီးဥပတူကအဲ့လိုဆုံးဖြတ်ခဲ့ရပြီမဲ့လေတကြီးဥပတူကိုယ်တိုင်လည်းအမေညိုကိုကြောက်ရရှာပါတယ် အမေညိုကတကြည်ဥပတူကိုရှိရလို့တော့မှမထင်စကားပဲ၄၅ခွန်းပြောင်မပြောဘူးပါဘူးအခုတော့တကြည်ဥပတူကအမေညိုရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်မှောင်မဲနေရပါဝင်ခြင်းကိုဒီတိုင်းရှောက်လာခဲ့ပြီးအမေညိုရဲ့ခြံဝိုက်ရှိစီကိုရောက်တဲ့အခါမှာတော့အမေညိုအမေညိုအမေညိုအိတ်ညာလားကျုပ်ပါတကြည်ဥပတူကအမေညိုရဲ့ခနာလောက်ထပါအောင်အပံပြုတ်ကအော်ခေါ်လိုက်ပါတယ်တကြည်ဥပတူရဲ့နောက်မှာရာသူရသားတို့ကလိုက်လာကြပြီးမလှမကန်လေးကြည်နေကြပါရဲ့ တဲ့လေအတွင်မှာဖျောင်းနိုင်တဲ့တိုင်းကိုကန်ကအမေညိုထွက်လာခဲ့ပါရယ်ခါလီကုန်ပြီးတော့မတော်လတ်တဲ့ခြေလန်းတွေနဲ့အမေညိုထွက်လာခဲ့ကခြံတကာအနီးရောက်တဲ့ခါမှာတော့ဘာကိစ္စရှိလို့လဲတကြီးမင်းနဲ့ခြံတကာဖွင့်ပေးလိုက်ပါရယ်ဟိုဟိုလေးအမေညိုတကြီးဥပဒူပြောဖို့အတွက်မရဲပါဘူးရွာတဲ့ဘာဖြစ်ပြန်တာလဲဘာတူရဲ့အမေညိုကထမေးပြန်တော့ဟို ကျုပ်ကိုတမျိုးတော့မထင်ပါနဲ့အမေညိုရွာထဲမှာကလေးနှစ်ယောက်လန့်ပြီးတော့ငိုယိုနေကြတယ်မိဘတွေကလည်းဘာလို့လို့ဘာခံရမလဲမသိဘူးဖြစ်နေကြရှာရဲအဲ့ဒါတိပြီတိပြီငါလက်ချက်လိုပဲပြောနေကြပြန်တာလားအထပ်ပေါ်ဆိုရဲအမေညိုအခုအမေညိုရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာနိုင်တယ်အဲ့ဒါကြောင့်ကျုပ်ကိုယ်တိုင်လာပြောရတာပါရပါတယ်ငါဟောဝေကျွေးတွေဆက်နေရတာပါလေတခုတော့ပြောမယ်ဘာတူဒီကလေးတွေကငါဘာမှမလုပ်ဘူးတင်းတို့ဘဲသွားပြီးဘာရီမားလာကြတယ်မသိဘူးဒီတော့ငါလိုက်ကြည့်ပေးမယ် ပြီးမှသင်တို့ငါ့ကိုတက်ချင်လဲတက်ကြပါစေတော့ဒီဝတ်တွေမမြန်ကြီးတော့အေးတာပါပဲဟဲ့အမေညိုရဲ့စကားကိုဥပတူကောင်းငိမ့်လိုက်ပါတယ်တိုးတော်လေစိတ်မကောင်းစာနဲ့တက်ပြင်းချလိုက်ပါသေးတယ်ကဲရှေ့ရသွားပါတူငါလိုက်ခဲ့မယ်တကြီးဥပတူဟာရှေ့ရနေသွားပါတယ်အမေညိုကဖျောင်းနိုင်ကမိမုတ်ထားခဲ့ပြီးတော့တကြီးဥပတွေအနောက်ကလေခါလေးတကုံကုံနဲ့လိုက်လာခဲ့ရှာတော့ပါလမ်းကြည့်နေကြတဲ့ရွာသူရွာသားတွေကလည်းအမေညိုလိုက်လာတာကြောင့်အံ့ဩနေကြပါရဲ့အမေညိုကိုယ်တိုင်လိုက်လာတာဟဲ့ ရွာသားတယောက်ကစံတဲ့တရေကိုလှမ်းအော်ကပြောပါရယ်။တကြီးဥပါတူကလည်းဆေးဆရာကြီးအိမ်ကိုအမေညိုခေါ်လာခဲ့တာပါ။အမေညိုလာတော့မြင်တော့တချို့တွေကနေရာရွှေ့သွားကြသလိုမလုံမုံတိအကြည့်တွေနဲ့လည်းကြည်နေကြပါသေးတယ်။အမေညိုကြုတ်တွဲပေးမယ်။ရရရကိုဘသာပဲတက်ပါမယ်။လေကတလေကိုအမေညိုတက်ဖို့အတွက်အာယူနေရတာကြောင့်တကြီးဥပါတူကတွဲပေးဖို့ပြင်တော့အမေညိုကလက်မခံပဲညှင်းဆန်လိုက်ပြီးသူကိုယ်ရိုင်အားပြုပြီးတက်ရှာပါရယ်။ကလေးတွေဘမလဲ။ဟိုမှာအမေညို့ အမင်းယိုရောက်လာတော့ကလေးမိပါတွေကဘေးဖယ်ပေးကြပါရယ်ဆေးဆရာကြီးနဲ့တကြီးဥပဒရကလည်းအမင်းယိုကိုရက်ပြီးတော့ကြည်နေကြတော့ပါအမင်းယိုကကျမ်းမမလှဲနေတဲ့ကလေးညာရဲ့နဘေးမှာဝင်ထိုင်လိုက်ပါရယ်ကလေးတွေကကြောက်ကြက်နဲ့အော်ဟစ်နေကြတော့မှအမေညိုကကလေးရရဲ့နှဖူးသူ့ရဲ့လက်တစ်ပတ်စီတင်ကဆမ်းပြီးကလေးရကိုလည်းတေချာစိုက်ကြည့်ပြီးမှဘတ်တူငါ့အောင်ရေတစ်ခွက်ပေးတောင်းလိုက်ပါရယ်တစည်းဥပတူကိုရာရေတစ်ခွက်ခပ်ပေးလိုက်တော့အမေညိုကရေခွက်ကိုနှခမ်းနားအောင်ကပ်ပြီးတွတ်တွတ်ရွတ်စုံနေကြတာပါ အတမကြရတဲ့အတွက်ဘာရီရွတ်နေလဲဆိုတာတကြီးဥပဒေလိုမသိကြပါဘူး။ပြီးရဲ့အခါမှာအမေညိုကရှီကွက်ထရရေရီကိုကလေးနီယာရဲ့ပစက်တွေကိုလက်နဲ့ဟားလိုက်ပြီးမှတိုက်ပါရီ။ရှီတိုက်လို့ပြီးရဲ့အခါမှာကလေးရဲ့ခေါင်းကိုလက်နဲ့ပုတ်သက်ပြီးပြန်ပါရီ။အမေညိုလို့တမယောင်အားလုံးကကြည်နေကြတာပါ။အမေညိုရောက်လာမှကလေးတွေငြိမ်သွားတယ်လို့လည်းပြောဆိုနေကြပါရီ။အမှန်ပါပဲ။အမေညိုရေတိုက်လိုက်မှကလေးရဲ့အော်ဟစ်တန်တွေတိတ်ဆိတ်သွားပါရီ။အဲ့နော်အမေညိုစမ်းမော်အနေထားလိုက်ပါရီ။ ကဲဘာတူမနေ့ရောက်မှကလေးတွေကိုဘဲသွားပြီးဘာလို့ထားတယ်လဲမေးတောင်းမှန်တဲ့သွားတောင်းမှန်အရောဒါပဲပြောတတ်တယ်ငါပြန်မီဟဲ့ပြောကအိမ်မွားနေစင်းပြီးနောက်ကိုတော့လှဲမကြည့်ပဲထွက်သွားပါ ore အမင်းတို့ပြောတာကြားကြတယ်နော်မနေ့မှကိုသားသမီးကိုမေးကြတော့သူစည်းဥပတူလေကလေးမိပါရီကိုပြောလိုက်ပါ रे နောက်တနေ့ရောက်တဲ့ခါမှတော့ဟဲ့ကလေးတွေကဖျားနေပါတော့ဆော့ကြတာတဲ့အဲ့မှာဆော့နေကြရနေဖျားနေတဲ့ဝင်မိုးတွေပြင်းနေရမွေကိုခဲတွေတုတ်တွေနဲ့ပောက်ခဲ့ကြတဲ့ဟဲ့ ဖះနေရတိုက်ဆောက်နေရှိရဆိုမွေရောဟုတ်ရလားတိုက်ဆောက်နေများဖြစ်နေမလားမသိဘူးနော်အတော်လက်ကမြင့်တဲ့ခလေးတွေလေသူတို့မိပါရဲ့လက်အခုတော့ဖះနေမှာပွဲထိုးပြီးသွားပြီးတောင်းမဲ့နေကြတယ်အေးနော်ဒါထက်လေညာကိစ္စကိုအမေညိုစိတ်နာစိုးသွားသလားမသိဘူးနော်သူတို့ကအမေညိုတက်ပြက်မယ်တော့လုံနေကြတာလေအမေညိုကိုယ်တိုင်လိုက်လာတာရှားတယ်လေပြီးတော့အမေညိုကသူ့ထောက်ထဲနေတာဒီရောက်ဘယ်သူနေလဲစကားပြောဘူးလို့လေ မင်းညာလည်းကလေးတွေဖြစ်နေရကြအောင်အမေညောကလိုက်လာတာညီမတွေ့ဘူးလားအမေညောကရေတွေကိုမန်းပြီးတော့တိုက်လိုက်တော့မဟုတ်ကလေးတက်တာသွားတာလေဟဲ့ဟုတ်ပါနော်အမေညောရဲ့အကြောင်းတွေပြောရင်းနဲ့အမေညောရဲ့အပေါ်ကိုအမြင်ကြည့်လာကြပါရယ်တကြည်ဟေးကျို့တို့အမေညောတောင်းပန်ခြင်းနဲ့ဗျာဘာလို့လဲကွာဟာဗျာဟိုနေ့ကကြောက်တာအတွက်တွေးစုနေတော့မှအမေညိုတက်ပြက်မယ်လို့ပြောမိတယ်လေတကယ်တော့အမေညိုကြောင့်ခလေးတွေတက်တာသွားတာဗျဒါကြောင့်အမေညိုကျုပ်တို့တွားပြီးတော့တောင်းပန်ခြင်းလို့အဲ့ဒါတကြီးလိုက်ခဲ့ပေးပါဗျာ အေးလေမင်းတို့စိတ်တွေပြောင်းလဲလာတော့လည်းငါဝမ်းသာပါတယ်ကွာလိုက်ခဲ့ပြရမှာပေါ့တကြီးရလေကြည်ကြည်နဲ့နဲ့ကြည်နဲ့ပြောမိတော့ပြောပါရီခလေးနှရရဲ့မိဘတွေကလည်းအမီညိုကြော်ဖို့အတွက်ဆံများစီများကိုတောင်းနေထဲကအမီညိုရဲ့အိမ်ကိုသွားကြပါရီအမီညိုရဲ့အိမ်ရှိကိုရောက်တော့အမီညိုအမီညိုရှိလားကျုပ်တို့ဝင်လာမယ်နော်အမီညိုဝိုင်းတကားဟထားရမလို့တကြီးဥပတူကအတန်ကြည့်ပြီးဝင်လာခဲ့ပါရီအမီညိုအမီညိုကြောက်ပါဘာတူပါအမီညိုရဲ့အော်ပြီမဲ့လေပြန်ထူးတောင်မကြပါဘူး ဒီလိုနဲ့တဲရဲလေးတွေကိုကြည့်တော့ဟာအမေညိုတကြီးဥပတူလန့်သွားပါတယ်အမေညိုကတဲရဲလေးအတွင်မှာမြေပေါ်မှာကွေးကွေးလေးနဲ့လဲကြနေချင်မှာတကြီးဥပတူကအမေညိုရဲ့အနီကိုပြေးကသွားရင်ပွေထရဲခါမှာအမေညိုရဲ့ခန္ဓာကိုယ်ကအေးဆက်နေခဲ့ပါပြီအမေညိုဆုံးပြီအမေညိုဆုံးပြီဆိုတဲ့တဲ့ရင်ကြောင့်တဲချောင်းတရာလုံးမပြောင်းနိုင်ခဲ့ပါဘူးအမေညိုဆုံးလီမှာအမေညိုရဲ့အပေါ်မှာအထင်လွဲမှနေမှုတွေကိုရှိရင်မှသိရှိခဲ့ကြတာပါ အထင်လွဲမှခဲ့ကြရဲဆိုတာကအမှန်ဆိုတာကိုအမေညွဲအိမ်တွင်မှရှိတဲ့ဖျားပန်းများနဲ့ဝေစာနေတဲ့ဖျားစင်ကြီးကတက်သေးပင်ဖြတ်လို့နေကြတာပါတကြီးဥပါသူပြောပြတယ်အမေညွဲအကြောင်းတွေနားထောင်ပြီးဖွားမယ်စိန်တို့မှာစိတ်မကောင်းဖြစ်ကြပါရဲ့ဖွားမယ်စိန်ကအေးပေါ့လေတက္ကမလေးဝကြီးတွေကြည်သွားရှာတာပေါ့အဲ့လောက်သာပြောပါရဲ့ ဟုတ်ပါရဲ့ဗျာအမီညိုဝစ်ကျူးတွေကြည်သွားတာပါသူ့ဘဝတခြားလူယောက်ျားအယက်သမားတားရီယာအယက်သမားဒီလူတွေကိုပေးဆက်ခဲ့တာတော့မှဝစ်ကျူးတွေကမကြည့်ပဲနဲ့တရွာလုံးရဲ့အထင်မြင်လွဲမှားတာပါခံရရှာပါသေးတယ်တကြီးဥပဒီပြောတော့ဖော်မေစင်ကခေါင်းလေးတညိညိနဲ့နားထောင်နေပြီးမောင်ရင်တို့ရွာဖျားနေမှာတိုက်ရှိရဲဆိုရင်တော့တိုက်တူးမဲ့ဆရာတွေလာလိမ့်မယ်တတိယထားကြပေါ့ကွယ်ဟုတ်ကဲ့ဖျားဟောက်ပြန်ပြီးပြပြန်လိုက်တာတော့အကောင်းဆုံးပဲပေါ့ဒါမှမသူတော်ရဲ့ရှာနေကိုဝေးကြပါမှာဖော်မေစင်ကပြောပါရဲ့ ီးရဲ့နော်သူ့ရဲ့ပြောင်းမှုဖက်ဆီးလေးကြီးကိုဖွာဆိုင်ရင်ဘာစကားမှဆမပြောတော့ပဲအမေညွေအကြောင်းနေသားတွင်းရင်နဲ့ညိနေခဲ့ပါတော့တကြီးဥပါတူတကြီးဥနောက်ချုံနဲ့ထော်ဝင်းတို့သာစကားဆက်ပြီးတော့ပြောနေကြရတာပါအချိန်တော်ကြာစကားပြောပြီးတဲ့အခါမှာတကြီးဥပဒူတို့လည်းဖွားမဲ့စယုံနှုတ်ဆက်ပြီးပြန်သွားကြပါရယ်တကြီးတို့ပြန်သွားကြတဲ့အခါမှာတော်ဝင်လည်းရွာလေးကိုထွက်သွားပါရယ်ဖွားမဲ့စိတ်တူရဲကွပြက်ခဲမှာစံနေရခဲ့ပြီးဝတ်ကျူးတွေဒီဘွားဒီများနဲ့ကြေခဲ့ပြီးနောက်ဘွားမှာအေးကြပါစေ ဖွားမဲ့စေနှုတ်ကနေရေရွနေခဲ့ပါရယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသွားတဲ့ဇလန်လေးယူနာဆင်ရာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှလင့်မိပါရယ်နောက်ရက်တွင်မှလည်းကြန့်ရှိနေသေးတဲ့အပိုင်းဇလီတွေကိုစင်စမပြတ်တက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမရဲ့ channel လေးကိုစမျှနာဆင်မှုလေးမမေ့ကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ရှင်